ောင်တောကြောင်လက်ခမောင်ခက်ဆိုတဲ့စကားကိုကျမတို့ပြည်သူတွေခဏခဏကြုံရပူပါတယ်။ဘယ်လိုများသမားသဘောဝါးပြီးတာဆိုတော့ဘယ်သူမှလည်းတားလို့မရဘူး။ဟုတ်တယ်မလား။နော်။အဲ့တော့ဟိုကုသိုလ်ကံပြီးရတာဖြစ်ကြတာတော့မဟုတ်ပါဘူးနော်။ဘာသိဆုံးသွားတဲ့လူတွေကလည်းဒါသူကုသိုလ်ကံရသူလားလားဖြစ်ကြမှာ။ဆရာတေဘုဘယ်တော့လဲသိသိတို့သိသွားတာဘယ်တော့။ဆရာပေရိုချန်ခဲ့တဲ့လူတွေကလည်းတစ်ချက်ချန်ခဲ့တဲ့လူတွေကလည်းကောင်းကောင်းလို့ဒါချန်ခဲ့တာမဟုတ်လားနော်။အသက်တရာမနေရပေမဲ့အမှုတရာကြုံရဖူးပါလေ။ ဖန်တရားထက်နေတဲ့နိုင်ငံရေးလှည့်ခွက်တွေကို လူမှုကိုဝါရဖက်ပြီးဖို့စစ်ကောင်စီကခက်ဆက်ဆက်အတုံးချခဲ့ပါတယ်။ပိတ်မိနေတဲ့အသက်ရှူတဲ့နေရက်သွားတာမကြသေးပါဘူး။ ဒီလိုတိုင်းပြည်ဝန်내ခြေခွဲနေရတဲ့အခြေအနေမှာစစ်ကောင်စီကနိုင်ငံတကာမှာတိုင်းပြည်ကိုထိမ့်ချုပ်နိုင်နေပါပြီဆိုပြီးပြတာဖို့နီလန်ပေါင်းစုံနဲ့စူးစမ်းနေပါတယ်။နာဂိမုံနိုင်ရှားကပဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအသိအာရမအသက်သွင်းခဲ့တယ်လို့မျိုးငလင်ထန်ကြောင့်ပြည်သူတွေဒုက္ခရောက်နေချိန်မှာဒကြံပွဲကိုမဖြစ်ဖြစ်အောင်လုပ်တိုင်းပြည်ကိုတည်ငြိမ်ခံပြလူမှုကိုဒကြံပွဲနဲ့အာယုံလွှဲပြီး ွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်ဖို့ကြံစည်နေပါတယ်။တနိုင်ငံလုံးဝမ်းလဲကြေကွဲနေရတဲ့ကာလဖြစ်ပါတဲ့ဖြင့်ဒီခုနှစ်မြန်မာရိုးရာတကြံကိုအပြိုအပါတီဆိုကခုံမှုများမပါဝင်ပေရိုးရာချင်းချင်းခုနှစ်အထိအေးချမ်းတရားတော်တကြံအဖြစ်ကျင်းပသွားမှာဖြစ်ကြောင်းတကြံပွဲမဖြစ်ဖြစ်အောင်လုပ်ဖို့လဲစစ်ကောင်စီကသူ့ကိုထောက်ခံတဲ့သက်ပိုင်အမှုပညာရှင်တွေနဲ့ကြိုးတင်ကြံစီပြီးတာဖြစ်ပါလိမ့်မယ်စစ်ကောင်စီဘလောက်ပဲဖုံးကွယ်နေပါစေ အမှန်တရားက မပြောက်ွယ်တော့ပါဘူးမြန်မာပြည်သူလူထုကစစ်တပ်လက်အောက်မှာဒုက္ခရောက်နေတာကြားပါပြီဒါဘုံမျက်နှာမလွဲပါနဲ့မြန်မာနိုင်ငံကိုအမှန်တရားနဲ့တရားမျှတမှုအတွက်ကူညီပေးဖို့ပြည်စကားပါလိုက်ပါစေကျေးဇူးတင်ပါတယ်